ရသော်ဗျာတဲ့နော်ကိန္တုယာဝစရာတာတုတတ္တဝါတွေအတွက်သူသဖြင့်လူတွေအတွက်အိုသည့်တိုင်အောင်ကောင်းမွန်တဲ့အရာဘယ်အရာမှန်းဖြစ်မလဲလူတွေဟာနော်တဖြည်းဖြည်းနဲ့အသက်ကကြီးလာကြအောင်မှရေဝရသဘောတော့ငယ်ငယ်နဲ့မသေးရင်တော့ကြီးမှာပေါ့ဟုတ်လားကြီးလာပြီအိုမဲမဲစွမ်းဖြစ်လာပြီဆိုတော့အဲ့ဒီလိုအနေအထားမျိုးမှာ ဘယ်အရာလေးများကိုကစောစောစီစီပြည့်စုံအောင်လုပ်ထားမယ်ရှင်ကိုပြည့်စုံအောင်လုပ်ထားတဲ့အဲ့ဒီအရာလေးကကိုကိုအိုသည့်တန်အောင်ကောင်းစွာစောင့်ရှောက်စီမဲ့ချမ်းသာစီမဲ့အရာလေးများဖြစ်မလို့လို့မေးတာလူတွေရဲ့เนาะဘဝရဲ့နောက်ဆုံးအရွယ်ထိနေဝင်ခြင်းထိကောင်းမွန်သွားစေမဲ့အရာကလေးဟာဘယ်အရာများဖြစ်မလဲအဲ့တော့ကျွတ်တို့အိုကြရအောင်မဲ့ပုံကိုယ်တွေအတွက်ဒီမင်းကွန်းရဲ့အဖြေကစိတ်ဝင်စားပွဲ ရှိမယ်ပေါ့နော် နောက်ဒုတိယမေကွန်းပါမေတော်ကိန္သူယာဝဇရတာတုကိန္သူတာတုပဋိဌိတာနော်ကိန္သူတာတုပဋိဌိတာနော်ဘယ်လိုသဘာဝတရားမျိုးလေးကိုယ်တန်တံမှာအမြဲတမ်းတည်နေမယ်ရှိနေမယ်ဆိုရင်အကောင်းဆုံး ဖြစ်မလဲတဲ့ဘဝမှာဘာကလေးနဲ့မြတ်မကွဲမကွာအတူနေသွားရရင်အကောင်းဆုံးဖြစ်မလဲလို့မေးတာကိန္သူတာတုပဋိဌိတာနော်ကိန္သူအဘေယာတိ ပဋိဋ္ဌိတာကိုယ်တန်တာမှာအမြဲတမ်းတည်ရှိနေမယ်ဆိုရင်သာဓုကောင်းမလဲနောက်တတိယမေဝံဗာမေတော့ကိန္တုနရဏရတနံရသော်ဗျာတဲ့လောကမှာလူသားတွေအတွက်အထူးသဖြင့်လူသားတွေအတွက်เนาะတတဝအားလုံးအတွက်เนาะဘေယဟာယရဏလို့ပြောရမလဲယရဏဆိုတဲ့စကားလုံးလေးတုံးတယ်เนาะယရဏဆိုတာစိတ်ကိုနှစ်သက်စေတဲ့အရာလို့အဓိပ္ပာယ်ရတယ် နော်ပိုင်ရှင်ကိုနှိမ့်သက်နှိမ့်သက်စေတဲ့သဘောဒါယရဏလို့ပြောတာနော်ပိုင်ရှင်ကို စိတ်ညစ်စေတယ်စိတ်ပြက်စေတယ်ဆင်းရဲစေတယ်ဆိုရင်ယရဏမဟုတ်ဘူးစိတ်ပူပန်စေတယ်ဆိုရင်ယရဏမဟုတ်ဘူးဟုတ်လားပိုင်ရှင်ကိုစိတ်ချမ်းသာစေတယ်နှိမ့်သက်စေတယ်ကျဉ်တ်စေတ်အဲလိုအရာမျိုးဘာလို့ခေါ်တော့ယရဏတဲ့လူတွေအတွက်တကယ်ကျဉ်တ်မှုနှိမ့်သက်မှုကိုရစေမဲ့ယရဏလို့ဆိုရလောက်အောင်တန်ဖိုးရှိတဲ့အရာဟာ ဘယ်ရမင်းဖြစ်မလဲလို့တတ္တိယမေကုန်မေးတယ်။နောက်သရုပ်ထာမေကုန်ကြတော့ကိင်သူစောရိဟိဒူဝရံ။နောက်စောရိဟိအစွမ်းထက်တဲ့ခိုးသားရမြတွေကနောက်ဒူဝရံနောက်လူယူလို့မရတဲ့အရာကိင်သူဘယ်အရာလဲတဲ့။ကိုမသိအောင်ယူလို့လည်းမရဘူး။နောက်ကိုမျက်စီရှိရင်ကိုအကျန်းဖက်အနိုင်အထက်ပြုနှိမ့်ဆက်ညှင်းဆဲပြီးတော့ယူသွားလို့လည်းမရဘူး။အနုနေအကျန်းဒီဘလို့နီးနေမှကိုစီကယူဆောင်သွားလို့မရတဲ့အရာ။ ပြောရင်ကကိုတကယ်ပိုင်တဲ့အရာကောင်းတာတွေထဲမှာကိုတကယ်ပိုင်တဲ့အရာဟာဘယ်ရလဲလို့အလိုမေးတာဘေကွန်လေးချက်ကသူ့ရှုတော့တဲ့သူအကုန်လုံးနားလေတဲ့နဲ့ဒီအဖြေတွေကိုနားလေထားတဲ့နဲ့မေကွန်မျိုးတွေနော်ဟုတ်လားအိုကြရအောင်မဲ့ပုံကိုယ်တွေအတွက်အိုသီးတန်အောင်ကောင်းမှာကဘယ်ရလဲတော့ဘဝမှာဘာလေးနဲ့မြဲအမြဲတမ်းအတူရှင်တွဲပြီးတော့နေတော့ရရင်အကောင်းဆုံးဖြစ်မယ်လေ ဟုတ်လားကိုယ်စိတ်နှလုံးကိုတကယ်နှစ်သက်စေတဲ့ယတနာလို့ဆိုရအောင်တန်ဖိုးရှိတဲ့အရာပဲရာလေဟုတ်လားပြီးတော့ပါတော့တခိုးရမြတွေကကိုယ်စီကအနုနေခြင်းဒီနီးမျိုးစုံနဲ့ဘလို့မှယူဆောင်သွားလို့မရတဲ့အရာတနည်းအားဖြင့်ကောင်းမြတ်တာတွေထဲမှာကိုတကယ်ပိုင်နေဆိုတဲ့အရာပဲရာလေလို့မေးတာအကျင့်ဖန်များစွာဘုန်းတို့ဟောဥပါတဲ့ဒီဒေသနာလေးက အဖြေလေးမျိုးမှာတမျိုးစီတမျိုးစီမှာကျေပြန့်တဲ့တန်ဖိုးရှိတဲ့အတိဘယ်တွေကိန်းနေတော့နားလဲရအောင်နော်အဲ့တော့မြတ်စွာဘုရားဘလို့ဖြေပြတော့ဆိုတော့တိလယံဝါစရာတ္တုတတ္တတ္တုပဋိဋ္ဌိတာနော်ပညာနရနရတနာပုံညာစောရိဟိတုဟတာအဖြေလေးတွေကအစစကလုံးလေးတွေထဲမှာ ပါသွားပြီနော်တိလယံဝါစရာတ္တုတတ္တတ္တုပဋိဋ္ဌိတာ ပညာနရနရတနာပုံညာစောရိဟိထုဟလာဟုတ်လားတတဝါတွေအတွက်သူတစ်ဖြင့်လူသားတွေအတွက်ဥမင်းရှင်ရောတိတံဘောရနောက်ဆုံးချိန်ထိတိုင်အောင်ကိုယ်တကယ်ကောင်းစီမဲ့ချမ်းသာစီမဲ့ကိုယ်ဖေးမမဲ့စောင်းရှောင်းမဲ့တကယ်အားကိုအားပြုရမဲ့အရာဘာလဲလို့မေးကိုချင်းတီလာတဲ့ဟုတ်လားအနေမှန်ထားဖို့လိုတယ်အပြောမှန်ထားဖို့လိုတယ်နော်ကိုယ့်ရဲ့ကာယကံမှုဝစီကံမှုကြောင့် ဘသူကိုမှမထိကိုက်စေဖို့ဂယူးဆိုင်ပြီးတော့ဘဝမှာနေရမယ်ဟုတ်လားဒါအလွန်ရေးကြီးတဲ့ဟုံးတို့သူတော်ကောင်းတရားကိုတမိုးထားလို့ရှာဖွေကြမယ်ပုံကိုယ်တွေတော့ဒုက္ခငြိမ်းငြိမ်းရတဲ့ပုံကိုယ်တွေမြတ်သောကျင့်ကိုကျင့်မှစင်မှန်တဲ့ပညာကိုရမှာစင်မှန်တဲ့ပညာကိုရမှာဒုက္ခငြိမ်းမှာအဲ့လိုမြတ်သောကျင့်ကိုကျင့်တော့မယ်ဆိုလို့ရှိရင်ဘယ်ဘုံမှာယက်တီပြီးကျင့်ရမှာလဲလို့မြင်ဒီသီလဘုံမှာယက်တီပြီးတော့ကျင့်ရမှာယက်တီเสียသီလမရှိဘူးဆိုလို့ရှိရင် ယတ္တိတရားရှိအောင်တီလကိုအရင်ဖြူရှင်အောင်ဘုန်းဘုရားဘာလုပ်ရမှာတော့ကြိုးပမ်းအထောက်အပံ့မှာနော်အဲ့တော့ဒီဖြည့်လေးကိုကိုကတော့အချမ်းမြင်းလေးလောက်တော့စိတ်ထဲမှာဟုတ်လိုက်တာဆိုတာမျိုးလေးနားလည်မှုရှိသည့်အထိဘုန်းဘုရားသဘောပေါက်ထားတဲ့နည်းဘဝခန္ဓာဆိုတာကအိုး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 လာတဖြည်းဖြည်းနဲ့ဟုတ်လားအိုးလာပြီဆိုလို့ရှိရင်သူကဘာတော့အကြီးသေးရကြလာကောင်းတာတွေတဖြည်းဖြည်းနဲ့ဂုံဂုံပြီးတော့မကောင်းတာတွေတဖြည်းဖြည်းနဲ့ ရောက်ရောက်လာတယ်အဲ့ဒါအိုတယ်ဆိုတာအဲ့ဒါပဲဟုတ်လားခွန်အားဖြင့်လဲယော့သွားတယ်နှုပြူခြင်းအားဖြင့်လဲယော့သွားတယ်နော်တက်တာတဲ့အနေထားလေးတွေလဲယော့သွားတယ်နော်ဘာတွေရောက်လာမတက်တာတဲ့အနေထားတွေရောက်ရောက်လာတာဟုတ်လားအဲ့တော့ပြင်ဘက်ကဥစ္စာပစ္စည်းတွေရှိတယ်တိုင်းဝိုင်းတွေရှိတယ်ဘာတွေဘလို့ပဲရှိရှိခန္ဓာကအိုးလာပြီဆိုရင် तू ကတိတ်မကောင်းတော့ဟုတ်လားခံစားစရာတွေဘလောက်ပဲဘေးမှာများများ အဲ့ဒါတွေကိုခံစားမဲ့ဒီကိုကြီးကိုဟာစာမကောင်းတော့ပါဘူးဆိုတာရဲ့နောက်မှာဘာတွေကတကယ်ကောင်းနိုင်အောင်မှာလဲအဲ့ဒါကိုစဉ်းစားရဟုတ်တယ်မဟုတ်လားဘုံခဏခဏပြောရလေကြည်တရားတွေဘလောက်ကောင်းတာပဲရှိမျက်စိကြီးကမွဲနေတယ်ဘာတန်ဖို့ရှိလို့နားထောင်စဉ်းစားကောင်းတာတွေဘလောက်ဖယ်ပြည့်စုံပြည့်စုံနားထိုင်နေပြီပြောလို့မှမကြတော့ဘူးဆိုဘာလုပ်မလို့စားကောင်းတောက်ဖွယ်တွေဘလောက်စားနိုင်တောက်နိုင်တဲ့အနေအထားရှိရခန္ဓာကိုယ်ကစားရင်တောက်ချင်းစိတ်ကိုမရှိတော့ဘူးဆိုတော့ အဲ့ဒီကောင်းတာတွေမြင်ပြီးတော့ကိုစိတ်ကပါဖြစ်နေတော့စိတ်ပြတ်စားခြင်းဟုတ်တယ်မို့လားအဲ့တော့ဘဝကအိုမင်းလာတဲ့အခါမှာကောင်းတာဘာမှတိတ်ပြီးတော့ရှိတော့တာမဟုတ်ဘူးငငယ်ကတံပိုးထားခဲ့တဲ့ຢာတွေကကြီးတော့တိတ်တံပိုးရှိတော့တာမဟုတ်ဒါကိုမကြီးခင်ရစားပြီးတော့လူငယ်တွေကနားလေထားရမှာဟုတ်လားအဲ့ဒီလိုအနေထားမျိုးမှာကိုယ့်ကိုတကယ်ကျင့်တတ်မှုရစေမယ့်နော်ကိုယ့်ကိုချမ်းသာစေမယ့်တွေးလိုက်တိုင်းပီတိကိုဖြစ်စေမယ့်အရာပါတော့ ကိုဆောင်ထိန်းခဲ့တဲ့တီလာကိုအနေမှန်ခဲ့တယ်။နော်ရလို့မှုကြောင့်လည်းပဲမဟုတ်တာမလုပ်ခဲ့ဘူး။မကျင်တဲ့လို့လည်းပဲမဟုတ်တာမလုပ်ခဲ့ဘူး။ရလို့မှုကြောင့်လည်းပဲမဟုတ်တာမပြောခဲ့ဘူး။မကျင်တဲ့လို့လည်းမဟုတ်တာတွေမပြောခဲ့ဘူး။သူများကိုထိခိုက်စေမဲ့လူမျိုးကိုလောဘဒေါသတည်းဟုသောအကြောင်းကြောင့်မလုပ်ခဲ့ဘူး၊ချုပ်ထီးခဲ့တယ်။ငါမရရင်တာမရရင်နေပဲစီ။မဟုတ်တာတော့ငါမလုပ်ဘူး။ဟုတ်လား။ ဘလောက်ပဲစိတ်ထဲမကျင်တဲ့နေနေမကျင်တဲ့လို့တော့မဟုတ်တာမလို့ဘူးမကျင်တတ်တာပြီးရင်သူ့သူပြောက်သွားမှာပဲမဟုတ်တာလုတ်ပြီးတော့စိတ်ကိုကျင်တတ်မှုရအောင်စိတ်ကိုအဲ့ဒါလိုနီးနေတော့ငါအဲမနှစ်သိမ့်မနှစ်သိမ့်ပေးနိုင်ဘူးပေါ့ဆိုလိုတာသဘောပေါက်လားဘုံပြောတာဒါကိုချင်းတီလာဆိုတာလေးကိုအဲ့ဒါလိုသူ့ရဲ့တန်ဖိုးကိုမြင်ရတော့နော်တကယ်ဖြူစင်အောင်ထိမ့်သိမ့်ထားလို့ရှိရင်သူကအမြဲတမ်းကိုယ့်ကိုမဖြစ်စီမတော့ချမ်းသာစေပဲကောင်းစေပဲဟုတ်လား ဒါကြောင့်တီလံယာဝဇရာတာတုယာဝဇရာဥသိတိုင်အောင်တာတုကောင်းမွန်တဲ့အရာဟာတီလံကိုခြင်းတရားလို့ဒီလိုရက်စွာပြအဖြေထုတ်ပေးတယ်။ဟုတ်ပြီနော်။အဲ့လို့ဆိုရင်ဒုတိယမေကွန်းကဘာလေးနဲ့မြတ်အမြဲတမ်းအတူရှင်တွဲပြီးတော့နေရရင်ဘာကလေးမြန်ကိုတန်တမအမြဲတမ်းရှိနေမယ်တီနေမယ်ဆိုရင်အကောင်းဆုံးဖြစ်မလဲဆိုတော့ရက်စွာပြတတ္တာတာတုပဋိဋ္ဌိတာဟုတ်လား။ ပဋိဋ္ဌိတာကိုယ်စိတ်ထဲမှာအမြဲတမ်းတည်နေမယ်ဆိုရင်တတ္တာယုံကြည်မှုတရားတရားသာတို့အကောင်းဆုံးပဲယုံကြည်မှုလေးအမြဲတမ်းတည်နေကောင်းတယ်လို့ပြောတာဆိုတော့ယုံကြည်မှုမပြောက်စေနဲ့ဆိုတာနော်လူတွေကတော့ဘလို့ရွယ်ချက်နဲ့ပြောကြတယ်လဲတော့မသိဘူးသူတို့ဆိုလိုတဲ့ယုံကြည်မှုကဘလို့ယုံကြည်မှုမျိုးဆိုတာလည်းပဲအဲခွဲခြားရတာခက်တယ်ပေါ့ဒီနေရာမှာတော့မြတ်စွာဘုရားရဲ့ဒေသနာအရဟုတ်တယ်ယုံကြည်မှုကမပြောက်စေနဲ့ဟုတ်လားစိတ်ထဲမှာအမြဲတမ်းရှိအောင်ကြိုးစားထားရမယ် ဘာလို့ယုံကြည်ရမှာတော့ဆိုရင်ယုံကြည်သင်းယုံကြည်တိုက်တဲ့အမှန်တရားတွေကိုယုံကြည်ရမယ်ပေါ့ယုံကြည်သင်းယုံကြည်တိုက်တဲ့အမှန်တရား၄မျိုးယက်စွာဘုရားရဲ့ဂုံကျေးဇူးယက်စွာဘုရားရဲ့ကိလေသာကင်းဖို့တရားလုံးစုံကိုတည်တော်မူဖို့ဖြည့်စည်တော်မူခဲ့တဲ့ပါရမီတော်အနန္တတော် ကြောင့်ဒီဘဝမှာလုံးဝပြည့်ပြည့်စုံတော်မူဖို့အရဟံသမ္မာသမ္ဗုဒ္ဓဘဂဝါနမောတတဘဂဝါတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတအကောင်းဆုံးဘုရားရှိခိုးတော် ဟုတ်လားအရဟံဂုံပါတယ်တမန်တမ္ပုရဂုံပါတယ်ပြီးတော့ဘာလို့ဘဂဝါဂုံပါတယ်ဘဂဝါဂုံလည်းဘုမောအလွန်သဘောကျတာပဲဟုတ်လားဘဂဝါဂုံနော်အကြောင်းတွေပြည့်စုံလို့အကျိုးတွေပြည့်စုံသွားတာဟုတ်လားအကြောင်းတွေပြည့်စုံလို့အကျိုးတွေပြည့်စုံသွားတာကောင်းတာတွေကိုအလျံပဲပြုတ်ခဲ့လို့ကောင်းတာတွေကိုအလျံပဲရတာဘယ်သူမှတတ်သူ့ကိုလိုက်လို့အမေယူအဲ့ဒါဘဂဝါပဲအနှစ်ချုပ်ပြောတာနော် အဲ့ဒီလိုရဲ့ဆိုတော့ဘုရားကဂုံကိုစိတ်ကအော်တို့ဘုရားကဒီလိုဂုံလေးရှိတာလို့စိတ်ကယုံကြည်တယ်ဆိုရင်ဒါပဒတရားသူယုံတာယုံတဲ့အတိုင်းမှန်နေတယ်ဟုတ်လားအဲ့ဒီလိုပဲသီလသမာဓိပညာမဂ်ကင်၈ပါးအကျင့်မြတ်တရားမဉ္ဇဉ်ဖုန်ဉ္ဇဉ်နိဗ္ဗာန်ဒီတရားတွေဟာဒုက္ခငြိမ်းချောင်တရားတွေလို့သူတော်ကောင်းတရားရဲ့စွန့်ရည်တတ္တိကိုယုံကြည်တာဟုတ်လားပြီးတော့ဘာတော့အရိယတန်ဃာတော်တို့ရဲ့ဂုံကိုယုံကြည်တာပြီးတော့ဘာတော့ကိုယ်စေတနာရဲ့စွန့်ရည်တတ္တိ နော်ဒီစေတနာလေးကစွန့်ရည်တတ္တိကြီးကြီးမားမားရှိနေတယ်အနာဂတ်ကိုသူပဲပုံဖော်နေမှာနော်ဟုတ်လားအနာဂတ်ကိုသူပုံဖော်မှာနော်ဘယ်လိုစေတနာစေတနာအဲ့ဒီစေတနာ မျက်နှာစာနှစ်ခုရှိတယ်ကောင်းတဲ့စေတနာဆိုးတဲ့စေတနာအဲ့အသီးသီးသူတို့တာဝန်သူတို့ယူကြမှာသူတို့ကကောင်းတဲ့စေတနာကောင်းတာလုပ်ဖို့သူကလည်းအမြဲတမ်းဖန်တီးတယ်အကောင်းတဲ့စေတနာကအကောင်းတာတွေဖြစ်ဖို့ဖန်တီးနေတာပဲအဲ့ဒါဘုန်းဘုန်းတို့ရှောင်လို့မရဟုတ်လားဒီနိယာမရဲ့ သဘောတဘာဝကဖုံဖုံတို့ဟာလွန်ဆန်လို့မရကံကံရဲ့အကျိုးဆိုတာဟုတ်လားစေနာအမြဲတမ်းဖြစ်နေရတော့ကောင်းလားဆိုးလားဆိုတာကိုစီစစ်ဖို့ကောင်းတာပေါ့ဟုတ်လားဟုတ်လားဒါကြောင့်စိတ်ကောင်းလေးအမြဲတမ်းရှိနေအောင်လုပ်ဆိုတာပြောတာဟုတ်လားစေဥမာကြီးအကြီးတော့မဖြစ်ဘူးပေါ့ဒါပေမဲ့လို့ပြိပြီးတော့အကြီးသေးမရှိတဲ့ညံ့ဖျင်းတဲ့စေတနာလေးတွေသဘောတဘာဝလေးတွေက ဖြစ်နေတတ်တယ်အဲ့လိုဆိုရင်လည်း तू ကသူနဲ့တန်တဲ့ဆင်းရဲအသေးလေးတွေတော့ပြေးနေအောင်ပါပဲ ဟုတ်လားဒါကြောင့်ဘုန်းတို့ဘာကိုယုံကြည်ရမှာတော့ဆိုတော့ယရနာမြတ်သုံးပါးရဲ့ဂုံကျေးဇူးနဲ့ကံကံရဲ့အကျိုးလို့ဆိုတဲ့စိတ်စေနာရဲ့စွန့်ရည်တတ်တွေကိုယုံကြည်ရမယ်ဒါတွေဟာဒီလိုရှိတယ်လို့နားလည်မှုအခြေခံပြီးတော့ယုံကြည်မှုတရားတရားထက်သန်စေရမယ်ပေါ့အဲ့ဒီယုံကြည်မှုနဲ့အမြဲနေရင်အဲ့ဒါအလွန်ကောင်းတယ်တဲ့ဟုတ်တယ် तू ကလမ်းကြောင်းကိုမတိမ်မဆောင်းအောင်မောင်းနှင်မှာအဲ့ဒီတရားတရားကဟုတ်လား တရာတရားရဲ့တွန်းအားနဲ့ဘုံတို့ရဲ့ကောင်းမြတ်တဲ့အလုပ်တွေဟာရှေ့ဆက်ပြီးတော့သွားနေကြတာလေပတ်နေကြတာနားလေဖို့လိုရနော်တရားထိုင်တဲ့အခါမှာတော့မှကောင်းကောင်းမွန်မွန်လေးနော်ဖြစ်သွားသလားအာရက်ကန်ရက်ကန်နဲ့ဟိုလိုလိုဒီလိုလိုနဲ့ပြီးသွားသလားအဲ့ဒါဘာပေါ်မူတည်နေလို့ထင်တော့အဲ့ဒီနောက်ကွယ်ကတရားတရားရဲ့တွန်းအားပေါ်မှာမူတည်နေတယ်တရားတရားထက်သန်နေတဲ့အချိန်ဆိုရင်လောက်ရတာအရန်ကိုရှင်ပြေးနေတယ်ဟုတ်လားတိတ်အရှင်မပြေဘူးဆိုရင်အဲ့ဒါပြန်စစ်ကြည့်လိုက်อืมနောက်ွယ်ကတွန်းအားနည်းနည်းနည်းနေပြီဆို ဟုတ်လားတွန်းအားနေနေပြီဆိုတာလေးကိုမြင်ရမယ်เนาะဒါကြောင့်တရားတရားဟာကောင်းမြတ်တဲ့လုပ်ငန်းကိုလက်ပတ်စေဖို့အတွက်သူဟာအလွန်အားကြီးတဲ့တွန်းအားကြီးပဲဒါကြောင့်သူ့ကိုတတ္တဗလံဆိုပြီးတော့ဘုံငါးပါးမှာထိတ်ဆုံးကနေတက်ပြီးတော့ဟောထားတယ်ဟုတ်ပြီเนาะဒါကြောင့်ကိုချင်းသီလာဦးသည်တန်အောင်ကောင်းမွန်စေလိမ့်မယ်ယုံကြည်မှုတရားတရားကိုယ်စိတ်ထဲမှာအမြဲတမ်းရှိနေရင်သူကကောင်းတာတွေကိုလက်ပတ်စီပြီးတော့ချမ်းသာဒုက္ခအကျိုးရလဒ်ကိုထွက်စေလိမ့်မယ်။ဒါကြောင့်သူ ਨੇ အမြဲတမ်းဘုန်းတော်ကရှင်တွဲပြီးတော့နေရမယ်လို့ပြောတာဟုတ်လားပြီးတော့ကတော့ကိုယ့်ရဲ့စိတ်ကိုတကယ်နှစ်သက်စေတဲ့အရာကိုယရဏလို့ခေါ်တယ်နော်အဲ့ဒါလူတွေအတွက်ယရဏဆိုတာဘယ်ရတော့ဆိုတော့မြတ်စွာဘုရားပညာနရဏံသတ္တဏအမှန်သိမှုဉာဏ်ပညာဟာတကယ်တန်ဖိုးကြီးမားဆုံးသောယရဏပဲတဲ့ဟုတ်လားသူဟာစိတ်ကိုအလွန်နှစ်သက်စေတဲ့အရာ တော့မတိဘဲနဲ့နေရတာတကယ်တမ်းတွေ့ကြည့်ရင်တော့စိတ်ပြက်စရာကြီးဟုတ်လားရှင်းနေတာတမျိုးကိုယ်စိတ်တွေကရှောက်ထင်းညာထင်းတွေးညာတွေးသိညာသိသိတဲ့သိတွေကလည်းအမှားတွေအဲ့တော့ပညာဆိုတာဘာတော့ဆိုအမှန်သိဟုတ်လားအဲ့ဒီအမှန်သိမှုနဲ့နေရတာတကယ်တမ်းကကျင့်တတ်စရာအကောင်းဆုံးပဲဟုတ်လားအော်ကိုယ်အစားတော့ကဒီလိုထင်ထားတာမဟုတ်ဒီလိုမြင်ထားတာမဟုတ်ငါတစ်လျှောက်လုံးမှားလာတာပါလား ဩခုကျမှမှန်သွားတယ်ဆိုတော့ဘလောက်ကျင်တတ်ကျင်တတ်မှုရလိမ့်မလဲဆိုတာတွတ်တာဟုတ်လားတကယ်တော့မျက်စိလည်းပြေးသွားပြီပညာဟိုတကယ်အာကိုလောက်တဲ့တော့မျက်စိလည်းပြေးပါတယ်လို့ပြောရလောက်အောင်ထိမြင်မာတဲ့ပညာဆိုတာနတ်သစ္စာလေးပါးကိုတိမှအမှန်တရားကိုတိမှတော့တကယ်မျက်စိလည်းပြေးတဲ့အရှင်ကိုရောက်မှာဟုတ်လားဒါလေးကိုခေါင်းခေါင်းတို့ကပညာရဲ့သဘောနားလည်အောင်လုပ်ပြီးအဲ့ဒီပညာကိုလည်းအတိုင်းတာတစ်ခုထိရအောင်လုပ် မရပြီဆိုရင် तू ကစိတ်ကိုဘလို့နှစ်သက်စေတယ်လဲဆိုတာကိုကိုယ်တိုင်လက်တွေ့သိလာလိမ့်မယ်ပေါ့ဟုတ်လားဒါပညာအဆင့်၅မျိုးရှိတယ်မကြခဏဘုံတို့ပြောပါတယ်နော်ကံကံရဲ့ကျိုးကိုသိတာအခြေခံပညာပုဂ္ဂိုလ်တတ္တဝါမရှိယုံနာမဲ့သဘာဝတွေပဲဖြစ်နေတာလို့သိတာပညာဖန်ဆင်းလို့ဖြစ်တာမဟုတ်အကြောင်းပဲလျှောက်ဖြစ်နေတာလည်းမဟုတ်သူ့ဟာသူ့အကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေကြတာလို့သိတာပညာအနိစ္စဒုက္ခအနတ္တကိုသိတာပညာတစ္ဆာ၄ပါးကိုသိတာပညာ တစ္ဆာလေးပါးသိတဲ့ပညာကိုပန်းနိုင်ထားပြီးတော့ဘုဂုံတို့ကပညာကိုရှာနေကြတာเนาะဒါသတိပဋ္ဌာန်ဤပညာကိုအသုံးပြုပြီးတော့ပညာကိုရှာနေတာเนาะတဘာဝတရားကိုတဲတဲ့ကြည့်တဲ့အလေးအကျင့်ကိုပြုစုပြုထောင်ရင်းနဲ့ဩပုဂ္ဂိုလ်တ attva မှာပါဘူးဆိုတာကိုနားလည်အောင်လုပ်တာဟုတ်လားတော့သူအကြောင်းအကျိုးရှေ့ရှေ့ရှေ့ယုံနံဒီဟုတော့အကြောင်းအကျိုးနောက်နောက်ယုံနံတွေဆက်ဆက်ဖြစ်နေတာပါလားလို့သိအောင်လုပ်တာဟုတ်လား ဖြည်းဖြည်းတောက်လျှောက်ပျောက်ကွယ်သွားတဲ့သဘောတွေပါလားလို့သိအောင်လုပ်တာဘုံတော့အဖြေရရပြီးသားနော်တွက်နည်းကိုလည်းဘုရားပေးလိုက်ပြီးသားဟုတ်လားတွက်ကြဖို့ပဲလိုတယ်ဒါဘလောက်ကိုမှကံကောင်းတော့တွက်နည်းရတဲ့အပြင်အဖြေပါရထားပြီးသားဒါဒီအဲ့ဒီအဖြေကကိုတွက်လို့ရတဲ့အဖြေတော့မဟုတ်သေးဘူးနော်ခွက်နီးပေးတဲ့အတိုင်းတွက်ကွက်ကိုတွက်ဟုတ်လားတွက်ပြီးတော့မှဩဒီလိုပေါင်းဒီလိုနှုတ်ဒီလိုမြောက်စားလိုက်တော့ဒီဖြေထွက်သွားတာကိုဆိုမှစိတ်ထဲရှင်းသွားမှာ အဲ့ဒါကိုယ်တိုင်ရတဲ့အဖြေလို့ပြောရမယ်။အခုဘုံတော်အဖြေတွေကတော့သိနေတယ်နော်ဘဝဒုက္ခသစ္စာ။ဒါပေမဲ့လောဘတွေကလည်းအတင်းဖြစ်ဟုတ်လား။ဒုက္ခသစ္စာလို့သိရင်လောဘတွေကဘယ်အတင်းဖြစ်မယ်လို့။ဟုတ်လား။အဲ့တော့ဒုက္ခသစ္စာလို့တကယ်မသိသေးဘူးဆိုတာကိုဘာဖြစ်နေတာကတသက်ပြနေတာနော်။လောဘတွေဖြစ်ဖြစ်နေတာကတသက်ပြနေတာ။သဘောပေါက်လားဘုံပြောတာ။အဲ့တော့ကိုကအဖြေကကိုယ်တိုင်ရတဲ့အဖြေမဟုတ်သေးဘူး။သူများပြောတဲ့အဖြေကြီးကြားထားတာပဲရှိတယ်။ ကိုယ့်ကိုတွက်ဆိုတော့အဲ့ဒီဖြေရအောင်မတွက်တဲ့သေးဘူးတွက်နီးတော့ရှိနေပြီလက်ထဲမှာဒါပေမဲ့တကယ်ချပြီးတော့လက်တွေ့တွက်မကြည့်ရသေးဘူးပေါ့နော်တရားအထုတ်တာကိုအဲ့လိုလေးဘုံဘုံသဘောပေါက်တယ်လို့လေးပြောကြည့်တာပါဟုတ်လားဒါပါကိုပြောနေတာတော့ပညာဆိုတာယရဏတကယ်ရအောင်ရှာကြည့်တကယ်ရပြီဆိုရင်တကယ်စိတ်ကိုနှစ်သက်စေလိမ့်မယ်သူ့လောက်စိတ်ကိုနှစ်သက်စေတဲ့အရာဘယ်ရမှမရှိမတိပဲနဲ့နေရတာလောက်လောက်စိတ်ပြည့်စရာကောင်းတွက်ကြည့်သမ်းပါ နော်ကိုထင်းနေတာမြင်နေတာအကုန်လုံးအမားတွေယူရဲဆိုရင်ဟာဘယ်လောက်တောင်စိတ်ပြက်စရာကောင်းလို့တကယ်ကဒါအကုန်အမားတွေနဲ့နေနေတာပဲအမားတွေန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 ေတာဝိဇ္ဇာနဲ့နေနေတာပဲဟုတ်တယ်မဟုတ်လားအဲ့ဒါပညာဆိုတဲ့အလင်းရောင်ရဲ့အောက်မှာမှတ်မှန်ကန်ကန်သိမြင်ပြီးတော့နေရတဲ့အခြေအနေမျိုးကိုရအောင်ဘုန်းတော်ကစူးစမ်းကြရအောင်နော်အဲ့ဒီပညာရရင်ဒါယတနာပဲတဲ့ကဲနောက်ဆုံးမိကောင်ကဘာလဲတော့ဘယ်သူမှလူယူဖြည့်ဆီးလို့မရတဲ့ နော်တကယ်ကိုပိုင်နေဆိုတဲ့အရာပါလေတဲ့အဲ့ဒါကိုမြတ်စွာဘုရားဘလို့ဖြေတော့ပုံညာ sorry he to her နော်ပုံညာဒါနသီလတမာတိပညာကုတုကောင်းမှုမျိုးစုံပုံညာဆိုတာဖြူရှင်တန်ရှင်းတဲ့အမှုကလေးတွေကောင်းမှုနော်ကောင်းကျိုးချမ်းသာဖို့ဖြစ်စေတတ်တဲ့အပြစ်ကင်းတဲ့သဘာဝလေးတွေကိုပုံညာလို့ခေါ်တာဟုတ်လားအဲ့ဒီပုံညာကနော်စွန့်လွရင်းနဲ့ဖြစ်တယ်စောင့်စည်းရင်းနဲ့ဖြစ်တယ်တည်ငြိမ်ရင်းနဲ့ဖြစ်တယ်အမှန်တည်ရင်းနဲ့ဖြစ်တယ် ဒါနရဲ့တီလာရဲ့တမာတိရဲ့ပညာရဲ့ဟုတ်ပြီနော်အဲ့ဒီပုံညဆိုတဲ့ကုသိုလ်ကောင်းမှုဟာကိုယ်တန်တမာဖြစ်သွားပြီဆိုရင်ဘယ်သူမှအဲ့ဒါကိုအမှုနီးနဲ့လဲယူလို့မရအကျဉ်းနီးနဲ့လဲယူလို့မရလဲစားပြီးတော့လဲယူလို့ဘလို့နီးနဲ့မှယူလို့မရဘူးဒါကမှတကယ်ကောင်းမြတ်တာတွေထဲမှာအဲ့ဒါကိုဟာပဲဟုတ်လားဒီသဘောလေးကိုဖုန်းဖုန်းတို့နားလည်ရမှာနော် ကျန်တာတွေကိုဘလောက်တန်ဖိုးထားပြီးတော့နော်စိတ်ထဲကဘလောက်ပဲလိုချင်မျက်နှိုးလိုပဲဖြစ်ဖြစ်ဘလိုပဲရှာထားလို့ဘလိုပဲရှိပါတယ်ပြောပြောနောက်ဆုံးတင်းတင်းသေးပြီဆိုတာနဲ့သူနဲ့ကိုနဲ့အိုးစားကွဲမှာဟုတ်တယ်မဟုတ်လားသဘောပေါက်တယ်နော်နော်တန်တရာလုံးယုံနံဆင်ဆင်မပြတ်ဖြစ်ပေါ်နေတဲ့အနေအထားကိုဒါတန်တရာလို့ခေါ်တာဟုတ်ဟုတ်လားအဲ့ဒီတန်တရားလုံးတည်တည်ရချာမဲ့မှာထိယူသွားလို့ရလောက်အောင်အဲ့ဒီပစ္စည်းတွေမှာအဲ့ဒီအည်တွေမရှိဘူးเนาะတည်တည်ထိ ်တဲ့နောက်ဘဝအထိယူသွားလို့ရတဲ့အည်သွေးရှိတာကောင်းမြတ်တာတွေထဲမှာဆိုရင်ဘယ်မှာပဲရှိနေတာလဲအဲ့ဒီကုသိုလ်မှာပဲရှိနေတာအဲ့ဒီမကောင်းတာတွေထဲမှာလည်းရှိနေသေးတယ်နော်အကုသိုလ်တွေကိုလည်းဘာလို့အာသူ့လည်းပဲဘယ်လှဲလန်းချောင်းပြစ်ထားခဲ့လို့မှရမှာမဟုတ်ဟုတ်လားသူ့လည်းယူသွားရမှာပဲဟုတ်လားဘောင်းသောသူ့လည်းကိုယ်တန်တန်မှာဖြစ်သွားတာ哦ဟုတ်လားအခုဒီမှာနော်ဘယ်သူမှလူယူဖြည့်ရှိလို့မရတဲ့အရာလို့မေးတာကောင်းမြတ်တာတွေကိုရည်ရွယ်ပြီးတော့မေးတာမဟုတ်လို့မြတ်စွာဘုရား ဲ့ပုံညာစောရိဟိတူရတာကောင်းမှုဟာလူမှလူอยู่လို့မရဘူးကိုတကယ်ပိုင်တယ်ဒါကြောင့်အနုဂါမိကဆိုတဲ့အသုံးနှုံးနဲ့လည်းမြတ်စွာဘုရားဟောတယ်အနုဂါမိကဆိုတာအရှင်အမြဲကိုယ်တော်မှသူရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်တချို့ဒေသနာတွေမှာကျတော့ဘလို့ဥမာပေးတော့ဆာယာဝအနုပါယိနိဟုတ်လားအရိတ်လို့နော်အရိတ်နဲ့ဥမာပေးရနော်အရိတ်ဟာကိုယ်တော်ကိုအမြဲလိုက်တယ်မကောင်းတာတွေကိုကျတော့ဘလို့ဥမာပေးတော့ စကံဝဝဟတောပဒံဟုတ်လားဟိုလှဲကိုဆွဲသွားတယ်နွားရဲ့ခြေရာနောက်ကိုသူဆွဲသွားတယ်လှဲဘင်းရဲ့ဘင်းရာကြီးကအမြဲတမ်းလိုက်တယ်သူလည်းထားခဲ့လို့မရဘူးเนาะတွဲနေတာဟုတ်လားဒါကြောင့်ဘုမနုရဲ့ဘဝတွေကိုเนาะပုံပြပန်းမြက်ဖြစ်အောင်ကြိတ်ချေမဲ့ဖြက်စီးမဲ့เนาะအကုသိုလ်ရဲ့အကျိုးဆက်တွေပါမလာရအောင် အကုသိုလ်တွေကိုတော့နည်းနိုင်မရနည်းအောင်စူးစမ်းရမယ်ပေါ့နောက်ကိုကိုအရေးတဲ့ဘဝကနေမိုးပြီးတော့လုံခြုံမှုပေးမဲ့ အေဂျင်စီမဲ့စောင့်ရှောက်မဲ့အရေးတဲ့ဘွယ်ဖြစ်တဲ့ဥဒ္ဒကောင်းမှုတွေကိုတော့များစွာပြုကြရမယ်ပေါ့ဟုတ်လားဒါကြောင့်ဒီမြတ်စွာဘုရားဖြေခဲ့တဲ့အဖြေလေးခုဟာနော်သူရှုတော့တဲ့သူဘုန်းတို့ရဲ့ဘဝမှာအလွန်မှကျင့်တဲ့ဆရာကောင်းတဲ့ချမ်းသာမျိုးကို ဖြစ်ပေါ်စေမဲ့နော်နီလန်းပေးထားတဲ့လမ်းညွန်ချက်တည်းလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဦးသီးတိုင်အောင်ကောင်းဖို့အတွက်ကိုချင်းတီလာကိုဖြူစင်အောင်ထိန်းကြရမယ်ပေါ့ဟုတ်လား ။ဟောသူရှိမှကိုယ့်ရဲ့ကောင်းမြတ်တဲ့လမ်းကြောင်းကလေးမတိမဆောင်ဆက်လက်ပြီးတော့လက်ပတ်နိုင်မှာမို့လို့အဲ့ဒီသူဆိုတဲ့တရားတရားကိုကိုယ်နဲ့အမြဲမကွာဖြစ်ပေါ်နေအောင်ကြိုးစားရမယ်။တရားတရားမပြောက်စေရဘူး။ယုံကြည်မှုကိုထိန်းထားရမယ်နော်။ပြီးတော့ပါတော့ကိုယ့်စိတ်ကိုတကယ်နှစ်သက်စေတဲ့ယရနာလို့ဆိုရအောင်တန်ဖိုးကြီးတဲ့အမှန်သိမှုဉာဏ်ပညာကိုလည်းရအောင်ရှာကြရမယ်ပေါ့ဟုတ်လားနောက်ဆုံးအကုန်ခြုံပြီးတော့ပြောလိုက်ရင်တော့ဒါနသီလသမာဓိပညာ ကုသိုလ်ကောင်းမှုမှန်သမျှဟာကိုတကယ်ပိုင်ထားပြီဆိုရင် ကိုဟာအစ်စ်ပဲဘယ်သူမှယူလို့မရဘူးကျန်တဲ့ဥစ္စာပစ္စည်းကိုဘယ်လောက်ပဲတန်ဖိုးရှိတယ်ထင်ထင်မဖြစ်မနေသူများယူမယ်ဆိုယူလို့ရတယ်နော်ယူလို့မရဘူးလို့မရှိဘူးဟုတ်လားဒါကြောင့်မလို့ဒီနောက်ဆုံးအဖြေလေးရလဲပဲတမျိုးတစ်ပါးသာခြုံငုံပြီးတော့ဘဝမှာဘာဘူဖြစ်အောင်များစွာစူးစမ်းအထောက်တင်တယ်လဲဆိုတာကိုသူအဖြေပေးနေတယ်လို့မရှိဘူးလား ဘာဖြစ်အောင်များစွာကြိုးစားမှာကုသိုလ်ဖြစ်အောင်များစွာကြိုးစားမှာเนาะအကြောင်းအားလျော်စွာအခါအားလျော်စွာဖြစ်အောင်လုပ်ရမယ်ပေးတဲ့တဲ့ချင်းပေးမယ်ဟုတ်လားစောင့်စည်းမှုတည်လာတော့အမြဲတမ်းရှိနေအောင်ကြိုးစားရမယ်ပေါ့เนาะတမာတိဖြစ်အောင်ကြိုးစားမယ်ပညာဖြစ်အောင်ကြိုးစားမယ်เนาะဒါနကောင်းမှုလည်းပဲအခါအားလျော်စွာ ကိုယ့်ရဲ့ပိုင်ဆိုင်မှုအနေအထားကိုစဉ်းကျင်သုံးသပ်เนาะလိုအပ်ချက်အနေအထားကိုစဉ်းကျင်သုံးသပ်ပြီးတော့အလုံးရဲ့ပုံမှာเนาะနှမျိုးတွန့်တူမှုမရှိဘဲနဲ့ဝေနိုင်မျှနိုင် တော့လူနိုင်တန်းနိုင်ဒီလိုအနေအထားမျိုးလေးဖြစ်အောင်လည်းပဲစိတ်ကိုဘာလို့ရမလို့ပြုပြင်ပြီးတော့ကြိုးပမ်းအထောက်ရမယ်ဟုတ်လားဒါနာသီလတမာတိပြညာတော့ကိုယ်တော်မှာအမြဲတမ်းသူတို့ရှိနေတယ်တစ္ဆာအရှိဆုံးကိုယ့်ကိုစောင့်ရှောက်မဲ့အရာတွေလို့နားလည်ရမှာဟုတ်လားဒါကြောင့်ဒီဒေသနာလေးကလုံးမကျင်တတ်စရာကောင်းတဲ့ဒေသနာလေးတစ်ပုဒ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တော့မှတ်သားထားနော်ခဏခဏနာဘူးတယ်ပြန်ပြီးတော့အစီအစဉ်ကြပြောဆိုရင် ပြောတဲ့ဖို့ကအဲ့ ကောင်းတဲ့မှာတကယ်ကိုအစီအစဉ်ကြီးချပြီးတော့ငါတိအောင်ကိုလုံမယ်ဆိုတော့ခံယူချက်ရှိတဲ့လူတွေမှပြောနိုင်မှာနော်ဟုတ်လားခပုံတရားပစ္စည်းထထွားတာ ਨੇ ပြောဆိုအကုန် ပြုတ်ကြတယ်ဟုတ်လားတရားစဆိုင်ရင်အဲ့ဒါပြောထားတယ်ဟုတ်လားနော်အိုးလေးကိုကောင်းကောင်းမွန်မွန်တဲတဲရဲလှမ်းချထားဟုတ်လားအဲ့ဒီအိုးနဲ့အပြည့်သူ့မှာရှိနေမယ်ရနေမယ်ရည်တွေထည့်ထားတယ်ဟုတ်လားအိုးမှောက်ထားတယ်ဆိုရင်ရတော့တော်တော်ကိုအဆင်မပြေဘူးပေါ့နော် ူတွက်ဆုံရုံးနေပေါ့အကုန်လုံးအကြောင်းတွေတိုက်ဆိုင်နေပါလေကဲနဲ့မှောက်ထားလိုက်တဲ့အတွက်ကြောင့်မရရဘူးဖြစ်သွားတယ်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့ဉာဏ်ပညာတွေကိုမှောက်မထားရလဲပေါ့နော်အရန်တဲ့ခံယူနိုင်တဲ့အနေအထားရှိအောင်ကြိုးစားကြရမယ်ဟုတ်လားဒါကြောင့်ဒီနေ့နော်တရားနာရင်ဖြင့်ကုသိုလ်ကောင်းမှုတွေများစွာဖြစ်ကြရတယ်မိမိတို့တန်တာမှာဖြစ်အောင်ကြိုးပမ်းအထုတ်ထားကြရတဲ့ကုသိုလ်ကောင်းမှုအစုစုတို့ကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာပုညံမြေနိဗ္ဗာန်ကို လင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတတိဝါတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗတိဝတ္တသဗ္ဗဗုဒ္ဓံတုဝါဝိနတရာဒုခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗတိဝတ္တသဗ္ဗဓမ္မတုဝါဝိနတရာဒုခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗတိဝတ္တသဗ္ဗတံဃာတုဝါဝိနတရာဒုခိဝန္တုတိ ဒီဓမ္မကသင်တရားနာပိတ္တပေါင်းတရာပေါင်းတို့သာဒအလုံးသောတတ္တဝအနန္တတို့အားသာဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝါဝတိဘဝတို့ကောင်းဆိုဟာမသိဖြစ်တော်မူကြပါစေတည်းသာဗတိဝတ္တမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဝါမှာစောင့်ကြစောင့်ကြနေကြကုန်သောနတ်မြတ်နဲ့ကောင်းတဲ့ပေါင်းတို့ကလည်းပဲ ရက္ခဏုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းတမ္မဗုဒ္ဓံုဘဝေယနာခင်္ဃဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရတဘဗျာရှင်ကိုတော်မြတ်တို့ရဲ့တကိုယ်တည်သောအနုဘောတော်တို့ကြောင့်၎င်းတမ္မဓမ္မနုဘဝေယနာ မေလီတံဖူလီတံနိဗ္ဗာန်တည်တည်ဆွာသောဆရာတော်တရားတော်မြတ်တို့ရဲ့တကိုယ်တည်သောအနုဘောတော်တို့ကြောင့်၎င်းတမ္မတံဃနုဘဝေယနာ မေဂထံလေးယောက်ပလထံလေးယောက်ဆွာတော်ရှောင်းတော်ရိယတန်ခါရှင်မြတ်တို့နဲ့တကွာတိလကုန်တမတိကုန်ပညာကုန်တို့နဲ့ပြည့်စုံတော်မူရတဲ့သမှုတိတန်ခါအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတ်ဒီဇောအန္တုဘောတော်တို့ရောက်၎င်းတရားနေရောညပါဘေကမဆိုင်ချင်းရှိတိုင်းချင်းရှိတိုင်းဒုခီကိုစိတ်နှပြကြံမှချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာ မသွေဖြစ်တော်မူကြပါစေတည်း ကဲအလိုမိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအစုစုကိုအာယုံပြုပြီးတော့ဤကုသိုလ်ကောင်းမှုအစုစုတို့ကြောင့်မဉ္ဇဉ်ပုညမြတ်နေဗံကိုလင်းမြတ်ထုတ်ချောက်မျက်မှောက်ပြုပေးရစေလို့ဆုတောင်းရမယ်။တတောအနန္တကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအညီမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမြတ်တာရှိထားပြီးတော့အမြတ်တမ်းများပေးဝေကြမယ်။အလိုညီညာညာလိုက်ပြီးတော့ဆုရရအောင်။အရှင်ဖေယားဖေယားတွေ့တော်တို့သည် ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအဆုရှုတို့သည်မဲ့ညာဖို့ညာမြတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေသတည်းဤကောင်းမှုဤကုသိုလ်တို့ဤ အဖို့ဘာကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍သုံးဆက်တဘုံကျင်လီကုန်သောတတဝအနန္တတို့အားအညီအမျှပေးဝေငှပါ၏အမျှရကြ၍ ကိုစိတ်နှပြကိုစိတ်နှပြကျမ်းမာကျမ်းသာကြဖြစ်ကြပါစေတော်ကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု